ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသန်းထွန်းဦးနဲ့အတူပြည်တော်စုကြံ့ခိုင်းနေဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများကကျိုင်းတုံမြို့နယ်နောင်ကုံကျေးရွာအုပ်စုနောင်ကုံရွာကွင်းပြင်မှာဒေသခံပြည်သူတွေနဲ့တွေ့ဆုံပြီးစီယုံဟောပြောပွဲပြုလုပ်ခဲ့ပါတယ်ဒါတွေရှိလို့ကျွန်တော်ရဲ့ဝေးရသာတိလည်းရှိပါတော့ကျွန်တော်ရဲ့ဝေးရသာတိက နေပြီးတော့ဖြစ်ပါတယ်တို့တော့လည်းကျွန်တော်ကနေပြီးတော့မှကျွန်တော်ကိုရွေးကောင်လို့ရပါတယ်ကျွန်တော်လည်းနေရာရှိပါတယ်တို့တော့လည်းကျွန်တော်နေရာကျွန်တော်ဟိုအချစ်ပြေဆုံးနေတာဟိုအပျော်ဆုံးနေတာကျွန်တော်ချစ်တဲ့တိုင်းရင်းသားပေါ့ရှမ်းနေအားထားတဲ့လောက်တွေရှိတဲ့တိုင်းလုံးမြို့တယ်လို့ကျွန်တော်ရွေးချယ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နေတဲ့ဒီတယ်ပြေမှာရှိတဲ့ပြည်သူလူထုကကျွန်တော်ကကိုယ့်ရဲ့ဇာတိရိုက်ရွာကိုကိုယ့်ရဲ့မိဘ ားတဲ့ဒီကိုပေါင်းမှတွေကိုအင်မတာမှကျွန်တော်တကယ်ဟလာမေတ္တာရှိလို့ချက်ခင်လို့ကျွန်တော်ဒီဒီသားကိုရွေးချယ်ဆောင်ရွက်ချဲ့ပြည့်တယ်ဆိုတာလေးကိုအားလုံးကိုကျွန်တော်တကယ်တင်ပြပြောပြလိုပါတယ်အဲ့တော့တိုင်းလုံးလူသားမျိုးလူမျိုးသားများတိုင်းလုံးမျိုးတဲ့လူမျိုးတဲ့သားများပြည်ဝလူကြီးရောသားများအနေနဲ့ဟလာကျွန်တော်ကျွန်တော်ကိုဟလာအရင်က ို့ပြည်သူတွေကတော့အချက်တွေကိုကျွန်တော်တင်ရဟုတ်လားမချွေးမချာပါတော့ပြည်ပြည်စုံစုံတင်ပြပြီးတော့ပြည်သူလွတ်တော်ဟာလည်းကတော့နေပြည်တော်အားလုံးရဲ့ခွင့်ပြုလွတ်တဲ့ရေးကိုဆွဲရတဲ့ခါမှာကျွန်တော်ကြောင်းတဲ့ကြိုက်တုံနေတာကိုလည်းအချိုးကျပါအောင်တော့ပူဇော်ပေးပါအောင်စသဖြင့်ကျွန်တော်တို့ကဟုတ်လားကျွန်တော်ဆွဲနေတာဖြစ်ပါတယ်ကျွန်တော်ကိုယ်လည်းတောင်းဆောင်ရတဲ့ကာလမှာနိုင်ငံတကာ တို့တနိုင်ငံလုံးပါကျွန်တော်အနေနဲ့ဟောရောက်ပြီးတော့တောင်းတောင်းရဲ့ကျွန်တော်ရဲ့အဖြစ်ဆုံးနေတဲ့ဒီတိုင်းဒေသကြီးကိုအဲပုံပုံတွေးလိုက်အောင်ဟောရနိုင်မယ်ဆိုတာလေးကိုကျွန်တော်အနေနဲ့ဟာဒါဂရိပြုလိုပါတယ်ဟောပြောပွဲခန်းနာကိုဒေသခံပြည်သူတွေတခဲတနက်တက်ရောက်အားပေးဝန်းရံခဲ့ကြပြီးလူဦးရေ900ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်အခမ်းအနားမှာ မဲပေးဆက်နဲ့ပတ်သက်လို့ဒေသခံပြည်သူတွေအကြမ်းတဝင်ရှိစေဖို့လဲတရုတ်ပြမဲပေးခြင်းတွေကိုပြုလုပ်ခဲ့ပါတယ်